တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်အစိုးရနဲ့ပြည်သူလူထုတွေကမြန်မာရေဘေးဒုက္ခသည်တွေအတွက်ဆက်လက်ကူညီပေးသွားမယ်လို့တရုတ်အစိုးရတာဝန်ရှိသူတယောက်ကပြောကြားလိုက်ပါတယ်ခွန်စောဦးကသတင်းပေးပို့ထားပါတယ်ခင်ဗျမြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်အစိုးရနဲ့ပြည်သူတွေကလက်ရှိမြန်မာနိုင်ငံမှာရေဘေးအန္တရာယ်ခံစားနေရတဲ့ဒုက္ခသည်တွေကိုဆက်လက်ထောက်ပံ့ကူညီသွားအောင်မယ်လို့ ယူနန်ပြည်နယ်နိုင်ငံသားရေးရာဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူက DPP တရင်နောက်နဲ့ ခွင့်မင့်မြို့မှာတိရန်တွေ့ဆုံစဉ်အခုလိုပြောကြလိုက်တာပါဒီနေ့早上已经通过ပထမအကြိမ်လီနဲ့ကုညီရေးပစ္စည်းတွေကိုပြုတ်ပြီးရွှေလီမြို့ကတဆင့်မြန်မာနိုင်ငံကိုရောက်သွားပါပြီအခုလဲကျွန်တော်တို့ဝန်ထမ်းတွေအနေနဲ့မြန်မာရေးပေးကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းပြီးတော့ဆက်လက်ကူညီသွားဖို့ရှိပါတယ်ဒါအပြင်ယူနန်ပြည်နယ်အတွင်းမှာရှိတဲ့အလုပ်သမားတွေလုပ်ငန်းရှင်တွေကုမ္ပဏီတွေနဲ့ပြည်သူတွေကလည်းမြန်မာပြည် 叶被安的看在眼里的露珠的一个，而姑娘被丈夫伤在内怀了。一张纸面码在眼着里呢，叶被安的一个暗暗秘密呢，面上左边内码在露手掌码呢。能够过上正常的生活。 ရေပင်းအနေနဲ့ကြုံတွေ့ခံစားနေရတဲ့မိသားစုတွေကိုပြည်ပနိုင်ငံအသီးသီးကထောက်ပံ့ကူညီနေလို့နိုင်ငံအတွင်းမှာရှိတဲ့အစိုးရအဖွဲ့တွေအရက်ဘက်အဖွဲ့အစည်းတွေနဲ့ရဟန်းရှင်လူကျောင်းသားပြည်သူတွေကလည်းလက်တွဲညီညီနဲ့ကူညီနေကြပါတယ်။ရေပင်းပြည်သူများတို့ကူညီဆောင်ရွက်ပေးနိုင်ရန်မိဘပြည်သူများထံကျွန်တော်များမှအလူကံများလာရောက်ခြင်းဖြစ်ပါတယ်။ပါတာပေါင်းစုံအဖွဲ့အဖွဲ့စည်းပေါင်းစုံ ဌာနပေါင်းဆောင်ရနေပြီးတဲ့တစုတစည်းတည်းဖြစ်တော့ဘုဘောကနေကမ္မကထပြုပြီးတော့မှ ရေပေးတင့်တဲ့ဒေတာတွေမှာအလုံးယခုလိုတတိုင်းလုံးတစ်ပြည်လုံးကနေပြီးတော့လည်းအလုံးဝိုင်းဝန်းပတ်ဖို့ကူညီနေကြတာဒေမကပွဲနိုင်ငံအရရကလည်းပဲဒါလာရောက်ပတ်ဖို့ကူညီနေအတွက်ကြောင့်တဦးတဦးတဦးနဲ့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 စီအဲ့လိုကူညီပတ်ဖို့မယ်ဆိုရင်တော့ဟိုမှာရောက်သွားရင်လည်းတန်ဖိုးကအများကြီးတန်ဖိုးရှိသွားမယ်လို့ဆုံးဖြတ်ပြီးတော့မှ လူတူအရောက်နေတဲ့နေရာဒေတာကိုပို့ပြီးတော့မှအားထည့်ဖို့အဲဘုံဘုံတို့အားလုံးတိုက်တွန်းပြီးတော့မှဒါသစတစနဲ့တောက်တောက်လျှောက်တော့ပို့နေပါမြန်မာပြည်ရင်းကရေဘေးဒုက္ခတွေတွေကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ကပထမအကြိမ်နေနဲ့တရုတ်ငွေ350တန်ဖိုးရှိတဲ့ဆန်စီစာတကြားခောက်ဆွဲကြောင်းနဲ့ရွက်ပြင့်တဲတွေကိုလှူဒန်းခဲ့တယ်လို့သိရပါဗျ။ကျွန်တော်ခွန်စောဦးပါ